များပါလဲပြန်ရုပ်တံရဲ့မတ်လ24ရက်နေ့ညနေခင်းသတင်းတွေကိုတရားထုတ်လွှင့်တင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ဗဗဲရန်မျိုးနယ်ရှိတိတ်ဆိန်ရွှေဆိုင်အားဓမြတိုက်ခဲ့သည့်လူငယ်လေးဦးအားဖမ်းဆီးရမိဆိုတဲ့နောက်ဆုံးညနေခင်းသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒါအပြင်လောင်းလုံမျိုးနယ်ပန်းတင်အင်းကြီးရွာမှာမိလောင်မှုဖြစ်ပွားခဲ့ရာနေရင်16လုံးမိလောင်ပျက်စီးခဲ့ပြီးကယ်ဆယ်ရေးအဖွဲ့ဝင်များပါဝင်6ဦးထိခိုက်ဒဏ်ရာရရှိဆိုတဲ့သတင်းတောင်ကိုရီးယားမှာ တမရယုံစော့ယိုကိုထောက်ခံသူများနဲ့စန့်ကျင်သူများစာနာပြမှုများပုံမှုပြင်းထန်လာဆိုတဲ့တဲ့။ပွိုင်လန်းဤအောင်မွဲခံပုံနဲ့ပတ်သက်ပြီးစီယိုနယ်ဒိုတုံ့ပြန်ဆိုတဲ့တဲ့။အစရှိသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ဗဗရန်မျိုးနယ်ရှိတိတ်ဆိတ်ရွှေဆိုင်အားဓမြတိုက်ခဲ့သည့်လူငယ်၄ဦးကဖမ်းဆီးရမိဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒေသကြီးဗဗရန်မြို့နယ်မှာရှိတဲ့တိတ်ဆိတ်ရွှေဆိုင်ကိုဓမြတိုက်ခဲ့တဲ့လူငယ်လေးဦးကိုဖမ်းမိခဲ့တယ်လို့သိရပါဗျ။ ရန်ကုန်တိုင်းဒေသကြီးဘပဲရဲမြို့နယ်အမှတ်6ရပ်ကွက်29လမ်းနဲ့လမ်း30ကျောင်းမဟာဗန်နူလာလမ်းပေါ်မှာရှိတဲ့တိတ်ရှိန်ရွှေဆိုင်မှာမလ23ရက်မနက်8:45မိနစ်မှာစိုင်းပိုင်ရှင်ရဲ့သမီးဖြစ်သူဟာစိုင်းဝင်တဲ့အမျိုးသမီး9ဦးနဲ့အတူရှိနေစဉ်မက်စတရီတက်ဆင်ထားတဲ့အမျိုးသားလေးဦးကစိုင်းအတွင်းဝင်ရောက်လာပြီး၎င်းတို့လေးဦးနဲ့တအုပ်ကတနက်အတူတလက်ကိုကင်ဆောင်ပြီးတနက်ပြချင်း6ခါ မှန်ကောင်တာအတွင်းမှာရှိတဲ့ရွှေရည်ပစ္စည်းမျိုးစုံ20ကျပ်သားခန့်တမုံငွေကျပ်သိန်း1100ခန့်ကိုလူရဲယူဆောင်သွားခဲ့တာဖြစ်ပါတယ်။ပြည်စင်နဲ့ပတ်သက်ပြီးပြည်မှုကျွန်းလွန်သူတွေကိုဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာအခင်းဖြစ်ပတ်ဝန်းကျင်မှာရှိတဲ့တာဝန်သိပြည်သူတွေရဲ့တရင်ပေးချက်အရလူရဲမှုကျွန်းလွန်သူတွေဟာ Toyota Corolla အမျိုးအစားအဖြူရောက်အငားရည်နဲ့ ပန်းစိုရန်လမ်းဘက်ကိုမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းသိရတဲ့အတွက်အဆိုပါအငားရင်ကိုစုံစမ်းရှာဖွေခဲ့ရာမနက်၁၇နာရီမှာလမ်းမတော်မြို့နယ်အမှတ်နှစ်ရပ်ကွက်ဝါရန်လန်နဲ့အနော်ရထားလမ်းဆောင်မှာရှင်နဲ့အတူရှင်မောင်းဖြစ်သူကိုတွေ့ရတဲ့အတွက်သက်ဆိုင်ရာကိုထိမ့်သိမ်းခေါ်ယူစစ်ဆေးခဲ့ကြောင်းရှင်မောင်းဖြစ်သူရဲ့ထွက်ဆိုချက်အရ၎င်းဟာလူရဲမှုကျွန်းလွန်သူတွေကိုကြောက်တရားမြို့နယ်အမှတ်ကိုရပ်ကွက်ကန်းနာလန်နဲ့ဘူအောင်ကျော်လမ်းဆောင်ကိုငွေကျပ်၄၀၀နဲ့လိုက်ပါပို့ဆောင်ပေးခဲ့တာဖြစ်ကြောင်းသိရတဲ့အတွက်ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာ ဝန်လင်း2:15မိနစ်မှာဘိုးထထောင်မြို့နယ်အမှတ်9ရပ်ကွက်ဘိုးအောင်ကျော်လန်းအမှတ်134မြေဆောင်136မှာရှိတဲ့ကာဆာမြန်မာဟိုတယ်အခန်းမ301မှာတိတ်ရှိန်ရွှေဆိုင်ကိုလူရဲမှုကျွန်းလွန်သူပြုခဲ့တဲ့အနက်ရောင်ကော်တနက်တလက်တန်ဖြက်လွှတ်၃ချောင်းလူရဲယူဆောင်တာကနေရရှိတဲ့ရွှေလက်ကောက်မျိုးစုံ52ကွင်ရွှေလက်စုံမျိုးစုံ38ကွင်နဲ့အတူတွေ့ရှိဖန်စီရောင်းမိခဲ့တယ်လို့သိရပါဗျ။ ဖန်စီရမိသူလင်းတန်းအောင်အပါလေးဦးကိုဆက်လက်ဆစ်ဆီးကြအရ၎င်းတို့လေးဦးဟာမလ20ရက်မှာ ကာဆာမြန်မာဟိုတယ်ကိုရောက်ရှိတဲခိုခဲ့ပြီးငွေကြေးလိုအပ်ချက်အရမဟာဗန္ဒူလာလမ်းပေါ်မှာရှိတဲ့ရွှေဆိုင်တွေကိုလူရမှုကျွလုံမှုအတွက်လိုက်လံပြီးအချိန်နှီးကြည့်ရှုခဲ့ကြအောင်အဲ့လိုကြည့်ရှုပြီးတဲ့နောက်တိတ်ချိန်ရွှေဆိုင်ကိုလူရမှုကျွလုံမှုရွေးချယ်ခဲ့ကြတာဖြစ်ကြောင်း လူရဲရောင်မှာအသုံးပြုခဲ့တဲ့အနက်ရောင်ကော်တနက်ကိုစုလင်ဖေးရနေမဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့စတိုးဆိုင်တဆိုင်ကနေဝယ်ယူခဲ့တာဖြစ်ကြောင်းနဲ့လူရဲမှုကျုံးလို့ရမှာလင်းသက်အောင်ကအစိုးရကော်တနက်ကိုကင်ဆောင်အသုံးပြုပြီးဥဆောင်ပြီးလူရဲမှုကျုံးလွန်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။တိတ်ချိန်ရွှေဆိုင်ကိုတနက်ပြချင်းချောက်ပြီးရွှေတဲ့ပစ္စည်းတွေကိုလူရဲမှု ဖြစ်စင်မှာကျုံးလွန်သူတွေဖြစ်တဲ့လင်းသက်အောင်ကောင်းခန့်သူရခေါ်ဝတ်တော်မင်းသက်ကိုခေါ်ဖိုးကာနဲ့ တတ်ထူးစင်တို့လေးဦးကိုတတ်တေကန်ရွှေတဲ့ပစ္စည်းတွေနဲ့အတူဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်ကနေ6နာရီအတွင်းဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီးဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းတပ်ဆိုင်ရာရဲ့ထုတ်ပြန်မှုအရသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်တွင်လည်းလောင်းလုံမြို့နယ်ပန်းတင်အင်းရွာမှာမိလောင်မှုဖြစ်ပွားခဲ့ရာနေအိမ်16လုံးပျက်စီးခဲ့ပြီးကယ်ဆယ်ရေးအဖွဲ့ဝင်များအပါအဝင်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တင်းနယ်အတိုင်းဒေသကြီးလောင်းလုံမြို့နယ် ပန်းတင်အင်ကြီးရွာမှာမိလောင်မှုဖြစ်ပွားခဲ့ရာနေ16လုံးမိလောင်ပျက်စီးခဲ့ပြီးလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့ဝင်အများအပါအဝင်6ဦးတန်ရာရရှိခဲ့တယ်လို့ဒေသခံလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့တွေထံကသိရပါဗျ။မလ20ရက်မနက်10:00နာရီဝန်းကျင်ခန့်က အဆိုပါဘန်းတင်အင်ကျေးရွာမှာပေါ်ဆာမီကနေတဆင့်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်းနဲ့မီးခုဆက်လောင်ကျွမ်းမှုကြောင့်နေဆက်ရှင်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းဒေသခံလူမှုကွန်ရီကဲစေးအဖွဲ့တာဝန်ရှိသူတို့ကပြောပါရယ်၎င်းကဆက်လက်ပြီးဒေသခံအမျိုးသမီး၃ဦးကမူးလဲလို့ကနအူးပြုစုကုသမှုတွေလှုပ်ဆောင်ပေးခဲ့ရပါတယ်မီးလောင်ကျွမ်းမှုကိုကွန်ရီညှိသက်ပေးခဲ့တဲ့လူမှုကွန်ရီကဲစေးသမား၃ဦးလည်းထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်လို့ပြောပါရယ်ပန်းတင်ကျေးရွာမီးလောင်ကျွမ်းမှုကိုတဝဲခရိုင်နဲ့ ညွနယ်မိသက်တပ်ဖွဲ့ဝင်တွေလောင်းလုံးမျိုးနယ်ကမိသက်တပ်ဖွဲ့ဝင်တွေဒေသခံလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ဒေသခံပြည်သူတွေဝိုင်းဝန်းနှိမ့်သက်ခဲ့ရာမော်လဲတနအိခန့်မှာမီးငြိမ်းသွားခဲ့တယ်လို့သိရပါဗျ။မီးလောင်မှုကြောင့်နေ18လုံးမီးလောင်ဆုံးရှုံးခဲ့ပြီးမီးပေးတဲ့ပြည်သူတရာခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရာကြောင့်နဲ့မီးပေးတဲ့ပြည်သူတွေအတွက်ဒေသခံလူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးထောက်ပံ့ကူညီလှူဒါန်းနိုင်ကြောင်းသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တောင်ကိုရီးယားမှာ တမရယွန်စောယိုကိုထောက်ခံသူများနဲ့စန့်ကျင်သူများရဲ့ဆန္ဒပြမှုများပုံမပြင်းထန်လာဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။တောင်ကိုရီးယားမှာဆွဆွပြစ်တင်ခံရတဲ့တမရယွန်စောယိုကိုထောက်ခံသူတွေနဲ့စန့်ကျင်သူတွေရဲ့စုယုံဆန္ဒပြမှုတွေဟာမတ်လနဲ့တက်ကပုံမရှင်ပြင်းထန်လာခဲ့တယ်လို့ AFP သတင်းဌာနအေဂျင်စီကဖော်ပြခဲ့ပါတယ်။ အခြေခံဥပဒေဆိုင်ရာတရားရုံးဟာလမဲရပိုင်အတွင်းရုံးကိုသမရရာရုကနေဖယ်ရှားဖို့အသင့်မသင့်ကိုဆုံးဖြတ်ချက်ချမှတ်မှာဖြစ်ပြီးအဲဒီဆုံးဖြတ်ချက်မချမှတ်မီလမ်းတွေပေါ်မှာဆန္ဒပြမှုတွေအရှိန်မြင့်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်းကအခြေခံဥပဒေဆိုင်ရာတရားရုံးဟာရုံးရဲ့ဆွဆွဲပြစ်တင်မှုကိုကြားနာစစ်ဆေးမှုတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးတဲ့နောက်ရုံးကိုသမရယာရုကနေဖယ်ရှားဖို့တင်မတင်ကိုစဉ်းစားသုံးသပ်နေတာဖြစ်ပါတယ်။ကျွမ်းကျင်သူတွေကတော့ရုံးရဲ့ဆွဆွဲပြစ်တင်မှုဟာမလလေပိုင်းမှာစင်ရင်ချက်ချခံရလိမ့်မယ်လို့ခန့်မှန်းခဲ့တဲ့အတိုင်းအောင်အခြေခံဥပဒေဆိုင်ရာတရားရုံးကစင်ရင်ချက်မချမှတ်သေးတဲ့အတွက်ရုံးရဲ့အမှုဟာတရားရုံးရဲ့သမိုင်းကြောင်းအရှိကြဆုံးစဉ်းစားသုံးသပ်ရတဲ့အမှုဖြစ်ခဲ့ပါတယ်။ဒါကြောင့်ရုံးရဲ့အမှုကိုဆုံးဖြတ်ချက်ချမှတ်တရားသူကြီးတွေအကြားသဘော ရကွယ်လွှဲမှုတွေဖြစ်ပွားနေပွဲရှိတယ်ဆိုတော့ထင်ကြေးပေးမှုတွေလည်းထွက်ပေါ်ခဲ့ပါတယ်။စိုးမြို့တော်ရဲ့မြို့လေကောင်းလမ်းတွေပေါ်မှာရုံးကိုစန်းကျင်သူတွေနဲ့ပြည်နေခဲ့ပြီးဆန္ဒပြတဲ့တွေဟာနိုင်ငံရေးတင်ကြေးတာတွေနဲ့တောင်ကိုရီးယားနိုင်ငံအလံတွေကိုကင်ဆောင်ခဲ့ပါတယ်။ဒီအခြေအနေကိုလက်မခံနိုင်ပါဘူး။အခုထိသူဟာယာရုကနေတင်ဝင်ထုတ်ပယ်ခံရခြင်းမရှိသေးတာစိတ်တူဖို့ကောင်းပါတယ်လို့ဆန္ဒပြသူတို့ကပြောပါတယ်။ဒါပေမဲ့ရုံးကိုထောက်ခံသူတွေကတော့ရုံးကိုသမရယာရုမှာပြန်လည်ခံထားတာဟာတခရီးသောတရားမျှတတဲ့လှုပ်ဆောင်ချက်ဖြစ်လိမ့်မယ်လို့ပြောကြ ြခဲ့ကြပါတယ်။ရုံးကိုထောက်ခံသူတွေထဲမှာလက်ရရင် YouTuber တွေနဲ့ဘာသာရေးကောင်းဆောင်တွေပါဝင်ခဲ့ပါတယ်။အတိုက်ခံတွေကတော့ရုံးကိုဆွဆွဲပစ်တင်မှုကိုနှိမ်မြန်စွာစီရင်ချက်ချဖို့နဲ့ဒီအမှုနှောင့်နှေးတန်းကြနေတာဟာတာဝန်ကင်းမဲ့မှုဖြစ်ပြီးလူမှုကိုမငြိမ်မသက်ဖြစ်စေတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။နိုင်ငံရေးပြည်သူတွေဟာအခုထပ်ပေါ်ပြီးသိခံနိုင်တော့မှာမဟုတ်ပါဘူးတင်းမာမှုတွေရှိလာပြီးစိတ်မရှိနိုင်ကြတော့ပါဘူးလို့အတိုက်ခံလွတ်တော်အမတ်ကင်းမင်းစကမလ18ရက်ကပြောကြားခဲ့ပါတယ် ောက်ဆုံးအာကစားသတင်းတစ်ပုဒ်အနေနဲ့ဝိုင်လန်ရဲ့အောင်ပွဲခံမှုနဲ့ပတ်သက်ပြီးစီယိုနိုတို့တုံ့ပြန်ဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်။ပေါ်တူဂီဝိုင်ရဲ့တိုက်စစ်မှုစီယိုနိုတို့ကဒိမတ်တိုက်စစ်မှုဝိုင်လန်အနေနဲ့၎င်းရဲ့ပုံစံအတိုင်းအောင်ပွဲခံတာနဲ့ပတ်သက်ပြီးပြဿနာမရှိကြောင်းတုံ့ပြန်ပြောကြားခဲ့ပါတယ်။ မလ19ရက်ကကစားခဲ့တဲ့ UEFA Nation League Quarter Final ပထမအကြိုပွဲစဉ်ဒိမတ်အသင်းကပေါ်တူဂီအသင်းကိုတကူခိုးမရှိနဲ့နိုင်ရခဲ့တဲ့ပွဲမှာဝိုင်းလန်းဟာဒိမတ်အသင်းအတွက်တလုံးနှဲသောအနိုင်ကိုသွင်းယူပြီးတဲ့နောက်စီရိုနယ်ဒိုရဲ့နာမည်ကျော် idol ပုံစံအတိုင်းအောင်ပွဲခံခဲ့ပါတယ်။ဝိုင်းလန်းကအခုလိုအောင်ပွဲခံတာဟာ ဆီရနယ်ဒိုကိုမလေးစားလို့မဟုတ်ကြောင်းနဲ့ဆီရနယ်ဒိုဟာ၎င်းရဲ့ဆန်ယူဖြစ်တာကြောင့်ဂုံပြူကျင်းတာဖြစ်ကြောင်းရှင်းလင်းခဲ့ပါတယ်။အခုအခါဆီရနယ်ဒိုကဟွိုင်လန်းအပွဲခန့်ပုံကပြဿနာမရှိပါဘူး။သူ့အနေနဲ့ကျွန်တော်ကိုမလေးစားလို့လုပ်တာမဟုတ်ဘူးဆိုတာကိုသိပါတယ်။ပြီးတော့ကျွန်တော်ပုံစံအတိုင်းအပွဲခန့်တာလည်းသူတယောက်တည်းမဟုတ်ပါဘူးလို့ပြောကြခဲ့ပါတယ်။အလဲပင်ရုပ်တံရဲ့ငါးလ24ရက်နေ့ညနေပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။